အားလုံးမင်္ဂလာပါခင်ဗျာ welcome back to the next youtube channel next youtube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတစ်ပတ်အစီအစဉ်လေးမစတင်ခင်လေးမှာမေခွန်လေးတစ်ခုနဲ့စလိုက်အောင်လားခင်ဗျာဒီမေခွန်လေးကတော့မြမမြေရှားတပ်ထုကအမေရိကန်နဲ့တရုတ်တို့ရဲ့ဤပညာပြိုင်ပွဲအတွက်တကယ်ပဲအရေးကြီးတဲ့အဖြေတစ်ခုလားဆိုတဲ့မေခွန်လေးနဲ့စလိုက်အောင်ခင်ဗျာယနေ့မြန်မာ့ခေတ်ကဘာရဲ့ high technology ထုတ်လူသုံးကုန်ပစ္စည်းများဖြစ်တဲ့ EV motor car တွေ smartphone တွေ solar cell တွေ လစ်တနီယံဘက်ထရီကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းများစသည်တို့ကိုမြေရှားတပ်ထု RAN အကနေပဲထုတ်လုပ်ပါတယ်။မြေရှားတပ်ထုမှာပါဝင်တဲ့ပစ္စည်းများကတော့ dressing 18မျိုးပါဝင်ပြီးအဓိကရှားပါပြီးအသုံးဝင်သော dressing များဖြစ်တဲ့ neodymium and d နဲ့ diprosium dy တို့အကြောင်းကိုကျွန်တော်ရဲ့ YouTube channel ကမြေရှားတပ်ထုနဲ့ high touch ကဘာမှာဖော်ပြခဲ့ပြီးဖြစ်ပါတယ်။တဘာဝတင်းထွက်ပစ္စည်းတစ်ခုဖြစ်တဲ့ graphite ကလည်းမြေရှားတပ်ထု dressing များနဲ့အတူပေါင်းစပ်ခြင်းဖြင့် ပြက်စစ်အပူနှင့်စက်ပိုင်းဆိုင်ရာဂုံတက်တိများနှင့်အတူနီးပညာဖြင့် high tech ပစ္စည်းများကိုထုတ်လုပ်ရတွင်ပိုမိုကောင်းမွန်စေပါれ graphite ကိုလည်း ev ကားများ lithium ion battery dry lubricant များ nuclear reactor nuclear ဓာတ်ပေါင်းပုံများတိဆောက်ရေးနှင့် spaceship အာကာသယာဉ်များတွင်လည်းမြေရှားတပ်ထုနှင့်အတူတွဲဖက်၍အသုံးပြုရပါれဒီလိုစီးပွားရေးကာကွယ်ရေးနှင့်အစစ်မြစ်နီးပညာများအတွက်မရှိမဖြစ်အသုံးပြုရသော မြေရှားတပ်ထုကို မြန်မာနိုင်ငံကချင်ပြည်နယ်တဲကပဲအများဆုံးထွက်ရှိပါတယ်။ကမ္ဘာတို့မေရှားတပ်ထုအများဆုံးတင်ပို့သောနိုင်ငံကတရုတ်နိုင်ငံဖြစ်ပြီးတင်ပို့မှုရာခိုင်နှုန်း80%ကျော်ရှိပါတယ်။တရုတ်နိုင်ငံမှတန့်စင်ပြီးကမ္ဘာနဲ့အနောက်နိုင်ငံများသို့တင်ပို့သောမေရှားတပ်ထုများကချင်ပြည်နယ်တဲကပဲအများဆုံးဖြစ်လို့နေပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံဟာသူ့နိုင်ငံထဲမှာမြေရှားတပ်ထုထုတ်ယူမှုကိုရပ်ဆိုင်းထားတာကြာပါပြီ။နောက်ဆုံး1 October 2024အထိမှာတော့ Red Act Management Regulation မြေရှားတပ်တို့ကိုဘလို့စီမံခန့်ခွဲရမလဲဆိုတဲ့စီမံစည်းကမ်းတွေကိုတောင်မှထုတ်ပြန်ခဲ့ပါသေးတယ်။တန်းစင်ပြီးကုန်ကြောထုတ်လုပ်ရေး industry တွေသူ့ပေါ်ရေးလုပ်ငန်းတွေနဲ့ကူတန်းရောင်းဝယ်ရေးလုပ်ငန်းအထိကိုပါစီမံစည်းကမ်းတွေထုတ်ပြန်ပြီးတင်းတင်းကြပ်ကြပ် control လုပ်ထားတာတွေ့ရှိရပါတယ်။ဘာကြောင့်တရုတ်နိုင်ငံမှာသူ့ဖွဲ့အကွင်ကိုပိတ်ပင်ထားသလဲဆိုရင်မြေရှားတပ်တို့ကအခြား address များနဲ့ရောင်းတော့နေတဲ့အတွက်ကြောင့်အဲ့ဒါကိုတေချာစွာခွဲခြားတန်းစင်မှုလိုပါတယ်။ တန့်စင်ဖို့အတွက်ကုန်ကျစရိတ်ကလည်းအလွန်များပြားလုံးပါတယ်မြန်မာနိုင်ငံကချင်ပြည်နယ်ကမြေရှားတပ်ထုကိုတူးဖော်ပြီးတန့်စင်ထုတ်လုပ်မှုအထိလုံးမယ်ဆိုရင် US ဒေါ်လာတန်း၄၅၀ကနေတန်း900အထိကုန်ကျနိုင်တယ်လို့နိုင်ငံတကာမှ mining CEO တွေကမှတ်ချက်ပြုထားတာကိုသိရှိရပါတယ်ဒါအပြင်တူးဖော်ထုတ်လုပ်တဲ့ဒေတာမှလည်းတဘာဝပတ်ဝန်းကျင်ကိုများစွာထိခိုက်နိုင်ပါတယ်မြေရှားတပ်ထုမှာတုံးတဲ့ဓာတုပစ္စည်းများဟာမြေကြီးထဲကိုစိတ်ဝင်သွားပြီးမြေစီမြေဩဇာတွေကိုနှစ်ပေါင်းများစွာထိကပ်ပျက်စီးစေပါတယ်။ အပြင်တောရင်တိတ်ဆန်တွေရင်းနေတရဝါတွေနဲ့ငားတွေကိုပါတည်ကြည်ပျက်စီးစေပါလေ။တစ်ပင်တွေဟာလည်း၆တွေ့ပျက်စီးကုန်ကြရပါလေ။မြေရှားတတုတူဖို့ဒီခါတောင်တွေရှိတဲ့နေရာတွေမှာဆိုရင်ပတ်ဝိုင်းပြီးတူဖို့ရသလိုမြေကြီးကြီးများလည်းတူဖို့ရပါလေ။ဒီချင်းကြီးတွေထဲမှာဓာတုပျက်စီးတွေနဲ့အက်ဆစ်ပြင်းတွေကိုထက်ပြီးဒကန်နဲ့ဒကန်ရွှေ့ပြောင်းပြီးအငွေ့ပြန်၆တွေ့တဲ့အထိထားပြီးမြေရှားတတုကိုရအောင်ယူရပါတယ်။လုပ်ငန်းပြီးလို့ချင်းကြီးတွေပဲပြစ်ထားတဲ့အခါမှာ မြေပြုံမှုတွေတောင်ပြုံမှုတွေဟာလည်းဖြစ်ပေါ်လာပါတယ်အဲ့ဒီဒေသမှာရှိတဲ့မိုင်းလုံသားတွေပြောပြတာကသူတို့မှာအရေပြားယောဂနဲ့အခြားဝေဒနာတွေကိုပါခံစားနေရပြီးတချို့ဆိုကျန်းမာရေးထိခိုက်ပြီးတေဆုံးခဲ့ကြရတဲ့အတွက်နှစ်ရှည်မလုံနိုင်ဘူးလို့ဆိုပါတယ်မြန်မာနိုင်ငံမှာထွက်ရှိတဲ့မြန်မာမီရှာတပ်ထုဟာ2021ကနေ2023ခုနှစ်အတွင်းတန်ချိန်1900ကျော်မှတန်ချိန်4100ကျော်အထိထွက်ရှိရလို့သိရှိရပါတယ်ဒီလောက်များပြားတဲ့တန်ချိန်များဆိုရှင်တရုတ်နိုင်ငံအတွက် အဓိက supply chain တစ်ခုလည်းဖြစ်လို့နေပါတယ်။ပြည်ထောင်နိုင်ငံကကမ္ဘာပေါ်မှာမြေရှားတက်ထူအများဆုံးတင်ပို့ရောင်းချနေမှုအပေါ်အနောက်နိုင်ငံများနဲ့အမေရိကန်နိုင်ငံတို့ကစိုးရိမ်မှုရှိပါသလား။ဟုတ်ကဲ့ခင်ဗျာ။ကမ္ဘာလုံခြုံရေးအတွက်စိုးရိမ်စရာဖြစ်နေတာကတော့အတိအကျပါပဲခင်ဗျာ။ဘာကြောင့်လဲဆိုရင်စီးပွားရေးအတွက်တော့လကောင်းစစ်လက်နဲ့ပစ္စည်းများနဲ့ဤပညာမြင့်ပစ္စည်းများထုတ်လုပ်ရေးအတွက်ဒီမြေရှားတက်ထူ red act ကမရှိမဖြစ်လိုအပ်နေလို့ပါပဲ။တကယ်လို့တရုတ်ကသာကမ္ဘာကိုတင်ပို့နေတဲ့မြေရှားတက်ထူကို ထက်တော့ပြစ်လိုက်မယ်ဆိုရင်အမေရိကန်နဲ့နောက်နိုင်ငံတွေအတွက်အားနည်းချက်တစ်ခုဖြစ်လို့သွားနိုင်ပါလေ။ဘာကြောင့်ယူကရိန်းကမြေရှားတပ်ထုနဲ့ graphite ကအရေးပါလာတာလဲ။ဟုတ်ကဲ့အနောက်နိုင်ငံတွေအနေနဲ့တရုတ်နိုင်ငံကတင်ပို့တဲ့မြေရှားတပ်ထုအပေါ်မိခိုနေရမှုကိုရှော့ချဖို့အတွက်ယူကရိန်းနိုင်ငံကထောက်ပံ့ပေးနေတဲ့မြေရှားတပ်ထုနဲ့ graphite ကအလွန်ပဲအရေးပါလာပါတယ်။ graphite ဟာမြေရှားတပ်ထုတွေကအရေးကြီးတဲ့တပ်ထုတစ်မျိုးလည်းဖြစ်ပါတယ်။ ယူကရိန်းကမြေရှားတပ်ထုတွေကိုထုတ်ယူဖို့အဆင်သင့်ဖြစ်နေပြီလားတကယ်ပဲမှန်ကန်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုသာလုပ်နိုင်မယ်ဆိုရင်ယူကရိန်းကလည်းကမ္ဘာထုတ်လုပ်သူအဆင့်ဖြစ်လာနိုင်ပါလေဒီထဲမှာပေါဝင်တဲ့ graphite lithium titanium နဲ့ uranium စသည့်ဓာတ်တူတွေဟာပြန်ပြေမြဲစွမ်းအင်နဲ့ကာကွယ်ရေးနဲ့အဆင့်မြင့်ဤပညာသုံးပစ္စည်းတွေအတွက်အလွန်ပဲအရေးပါလို့ပါပဲအမေရိကန်ကမဟာဗျူဟာမြောက်အရေးကြီးသတ်မှတ်ထားတဲ့တပ်ထု90တဲက22မျိုးကိုယူကရိန်းမှာတွဲရှိရသလို ပူယောပသတ်မှတ်ကကလည်းအလွန်ရေးကြီးတဲ့တပ်ထုကိုသတ်မှတ်ထားတဲ့34မျိုးတဲက25မျိုးကလည်းယူကရိန်းမှာရနိုင်တယ်လို့ပြောပါတယ်။ဒါပြင်နဲ့ဒီမြေရှားတပ်ထုတွေကိုထုတ်ဖို့အသုံးပြုနိုင်မှုအလားအလာအများကြီးရှိနေပေမဲ့လည်းယင်းဒီမြုံနယ်မှုတွေကတော့အများကြီးလုံးရအောင်မှာပါ။ဒီမြေရှားတပ်ထုထုတ်လို့မှုဟာအနောက်နိုင်ငံနဲ့မဟာမိတ်တွေအတွက်တင်အရေးကြီးရမှာမဟုတ်ပါဘူး။လူသားတွေတိုးတက်ဖို့အတွက်လည်းအလွန်ပဲအရေးကြီးလာပါကြောင်းယူကရိန်းဓာတ်တပ်တို့အရင်းမြစ်များကော်မရှင်အဖွဲ့တာဝန်ခံပုဂ္ဂိုလ်ကလည်းပြောထားတာကိုတွေ့ရှိရပါတယ်ခင်ဗျာ။ ်အမေရိကန်သမ္မတထရန့်ကလည်းယူကရိန်းရဲ့မြေရှားတပ်ထုဘီလီယံဒေါ်လာ900ဘုတ်ကိုလိုချင်တဲ့အကြောင်းလေးဖော့စ်ဒင်းဌာနနဲ့တွဲဆုံမေးမြန်းကမှလည်းဖြေဆိုထားပါတယ်။ဟုတ်ကဲ့မိတ်ဆွေများခင်ဗျာကျွန်တော်ရှင်းပြခဲ့တဲ့ဒီ fashion figure အားလုံးကို summarize ချုပ်လိုက်မယ်ဆိုရင်အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာစစ်လက်နက်များနဲ့အဆင့်မြင့်ဤပညာမြင့်ပစ္စည်းများတွေအသုံးပြုနိုင်မှုတွေဒီမြေရှားတပ်ထုကိုအတိတ်ကလိုအပ်နေတယ်ဆိုတာကတော့အသေးချာပါပဲခင်ဗျာ။ဒါကြောင့်အမေရိကန်သမ္မတကလည်း ယူကရိန်းကမြေရှားတပ်ထုကိုပတ်ကက်အနေနဲ့ထားထားတာပါ။ဒါအပြင်အမေရိကရဲ့နည်းပညာမြင့်ပစ္စည်းတွေနဲ့ချစ်တွေကိုလည်းတရုတ်စီတို့မရောက်ရှိအောင်အမေရိကန်ကလည်းတားမြစ်ထားပါလေ။တရုတ်ကလည်းဒီလိုတားမြစ်ထားတဲ့ဂျားတွေကပဲစ조사ထုတ်လုပ်ပြီးဒီနည်းပညာပြိုင်ပွဲကိုအမိရအောင်လိုက်နေပါလေ။ခင်မီဟိုက်တက်ကွန်ပစ္စည်းတွေကိုတရုတ်ပြည်မှာအများပြားထုတ်လုပ်နေတာကြောင့်အချင်းပြည်နယ်တဲကထွက်ရှိတဲ့မြေရှားတပ်ထုကိုတရုတ်ပြည်ကလည်းအဓိကအားထားနေရတာပါ။ဒါကြောင့် မြေရှားတပ်ထုအများဆုံးထွက်ရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြမမြေရှားတပ်ထုဟာနီးပညာပြိုင်ပွဲအတွက်အလွန်ပဲအရေးပါလာတဲ့ key တစ်ခုဖြစ်လို့လာပါလေခင်ဗျာဒါကြောင့်မြမမြေရှားတပ်ထုဟာအနာဂတ်အင်အားကြီးတဲ့နိုင်ငံရဲ့ပါဝါအားပြိုင်ကြတဲ့နီးပညာစစ်ပွဲအတွက်အပြည့်တစ်ခုဖြစ်ပါကြောင်းတင်ဆက်လိုက်ရပါလေခင်ဗျာကျွန်တော် channel ကိုအားပေးနေကြတဲ့ပိတ်သက်ကြီးကလည်းမိမိတို့ရဲ့အထင်မြင်ချက်လေးများရှိရင် comment box မှာရေးကြနိုင်ပါတယ်ကျွန်တော်တို့ next youtube channel ကိုအားပေးနေတဲ့ပိတ်သက်ကြီးကို ထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်လာမယ့်အပတ်တွေမှာလည်းကောင်းတဲ့အကောင်ဆက်လက်ကြိုးစားတော့ပါဦးမယ်ခင်ဗျာ။ Thank you for watching. Please like and do subscribe. Thank you. See you again.